ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရစေ Now to fan တိုင်းမှာတော့ Now to series တွေကကိုမကြိုက်နှစ်သက်ဆုံး character တခုခုတော့ရှိနေခဲ့ကြမှာပါတချို့ကြတော့လဲ Kabuto လို့မာယာများတဲ့ character ကိုသဘောမကျကြသလိုတချို့ကြတော့လဲ Orochimaru လိုမျိုးရက်ဆက်ကြမ်းတမ်းတဲ့ character မျိုးကိုသဘောမကျကြပါဘူးတကယ်တမ်း Now to series ရဲ့ရက်ဆက်ကြမ်းချုပ်ခဲ့တဲ့ character ကတော့ Tobirama ဖြစ်ခဲ့တာပါဒီလိုအရက်ဆက်ဆုံး character ကိုကြားမှလူတိုင်းလူတိုင်းကနှစ်သက်သဘောကျနေခဲ့ကြပါတယ် ဒီနေ့မှာတော့ထိုဘီရာမာအကြောင်းနဲ့အတူသူဘယ်လိုမျိုးရက်ဆက်ခဲ့တယ်လဲဆိုတာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ထိုဘီရာမာကိုလိုရင်းတူရှင်ဖော်ပြရမယ်ဆိုရင်ဦးချီဟာရီကိုခွေးမုံမုံနေတဲ့ဘဲတပွေလိုပဲဆိုရပါမယ်။ဆိုတော့ထိုဘီရာမာအနေနဲ့ဘာကြောင့်ဦးချီဟာရီကိုမုံတီးရတာလဲဆိုတဲ့အကြောင်းကိုလည်းလူတော်တော်များများကသိရှိထားပြီးသားဖြစ်ပါတယ်။တဟာဘရာသာတို့တည်ထားတဲ့ထိုဘီရာမာရဲ့၁၀ရာခိုင်နှုန်းသာဖြစ်ပြီးဒီနေ့မှာတော့ဘရာသာတို့မတည်သေးတဲ့ထိုဘီရာမာရဲ့၉၀ရာခိုင်နှုန်းတော့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ထိုဘီရာမာဆိုတာဟာရှီနဲ့အတူတူခွန်နိုဟာကိုတည်ထောင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး ခွနဟာရဲ့အဆောက်အအုံတော်တော်များများကိုတိဆောက်ခဲ့တယ်လို့လည်းဖြစ်ပါတယ်။ထိုပြီးရမားကခွနဟာအတွက်ငင်းချမ်းမှုဆိုတာကိုရှင်နိုဘီစစ်ပွဲကြီးမတိုင်ခင်အထိရှာဖွေပေးထားနိုင်ခဲ့ပါတယ်။ဒါရီကလည်းနည်းနည်းအလန့်ဝေးနေသေးတာကြောင့်ပထမဆုံးထူပီရောမတရားဦးချီဟာမုတ်တီးသူတရားဘလို့ဖြစ်လာခဲ့ရတာလဲဆိုရဲမေကွန်ကိုအပြေရှာဖွေကြည့်ကြပါမယ်။ဘုစုမဆန်ချူရဲ့ဒုတိယသားဟာထူပီရောမဖြစ်ပြီးဘုစုမဆိုတာဆန်ချူမျိုးနွယ်စုရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။ဘုစုမမှာဟာရှီရာမထူပီရောမအီထာမာနဲ့ခူရာဝါမဆိုတဲ့သား၄ယောက်ရှိခဲ့ပါတယ်။ ်ထိုပီရာမာအနေနဲ့ပထမဆုံးတင်ယူခဲ့ရတဲ့အရာကတော့စစ်ပွဲပဲဖြစ်ပါတယ်။ဘာလို့ဆိုထိုပီရာမာကစစ်ပွဲကာလမှာမွေးဖွားလာခဲ့တာကြောင့်ပါ။ Naruto Universe ရဲ့ timeline အစောပိုင်းမှာမျိုးနွယ်စုတွေအများကြီးတရှိခဲ့ကြပြီးအဲမျိုးနွယ်စုတွေကအချင်းချင်းတိုက်ခိုက်ခဲ့ကြတာပါအဓိကကတော့နယ်မြေတွေနဲ့အရင်းမြစ်တွေအတွက်အချင်းချင်းတိုက်ခိုက်ခဲ့ကြပါတယ် Shinobi ရွာတွေလည်းတရှိနေခဲ့ကြပြီးအင်အားသေးသိမ့်တဲ့ရွာတွေကအင်အားကြီးမားတဲ့ရွာတွေနဲ့ငြိမ်းချမ်းရယူပြီးနေထိုင်ခဲ့ရတာပါ အကြီးမားဆုံးလွယ်မှားမှုတစ်ခုကတော့ Uchiha နဲ့ Sanju ဆိုတာအမြဲလိုလိုတိုက်ခိုက်နေခဲ့ကြရတယ်ဆိုတဲ့ fact တစ်ခုပဲဖြစ်ပါတယ်။တကယ်တော့ Uchiha နဲ့ Sanju ဆိုတာ Land of Fire မှာအင်အားကြီးမားတဲ့မျိုးနွယ်စုနှစ်ခုပဲဖြစ်ပါတယ်။အင်အားအကြီးမားဆုံးမျိုးနွယ်စုနှစ်ခုရဲ့တိုက်ပွဲကအကြောင်းရင်းမရှိခဲ့တာမျိုးတော့မဟုတ်ခဲ့ပါဘူး။နေမြေတစ်ခုကနေနောက်နေမြေတစ်ခုကိုကျူးကျော်သိမ်းပိုက်တဲ့အခါမှာအဲ့နေမြေမှာရှိနေတဲ့အရင်အမျက်တွေကိုရရှိပိုင်ဆိုင်ချရပါတယ်။နေမြေကကြီးမားကျယ်ပြန့်လေလေရရှိနိုင်မဲ့အရင်အမျက်တွေကလည်းများပြားလေလေဖြစ်ပါတယ်။ Love of Fire မှာမျိုးနွယ်စုစည်းနှစ်ခုတရှိနေတာကြောင့်အခြားနယ်မြေတွေကဒီမျိုးနွယ်စုနှစ်ခုကိုရှော့ချနိုင်ဖို့သွေးထိုးရန်တိုက်ပေးခဲ့ကြတာမျိုးဖြစ်ပါတယ်။ Shinobi Sora ကကိုယ့်ရဲ့ခေါင်းဆောင်ကိုယ့်ရဲ့အထက်လူကြီးကညွှန်ကြားတာကိုလိုက်နာကြရတဲ့လူအမျိုးအစားတွေပဲဖြစ်ပါတယ်။အကယ်၍ဒီခေါင်းဆောင်နှစ်ယောက်ထဲကတယောက်လောက်ကိုသာအခြားနယ်မြေဘက်ကနေထိန်းချိုးလိုက်မယ်ဆိုရင်တောင်မှ Uchiha နဲ့ Sanjuro ရဲ့တိုက်ပွဲဟာအကြောင်းရင်းရှိလာခဲ့ပါပြီ။လူရန်က Tobirama နဲ့ Hashirama ကိုတီးကြပေမဲ့ Itama ကိုတော့မတီးကြတာများပါတယ်။ ။ဤသားမဆိုတာဦးချီဟာရီရဲ့ရှင်လင်းခြင်းကိုခံလိုက်ရတဲ့အသက်9နှစ်အရွယ်သားရှိနေသေးတဲ့ကလေးငယ်တယောက်ပဲဖြစ်ပါတယ်။အီထာမဆူရာကလည်းထိုဘီရာမထပ်ပိုးပြီး smart ဖြစ်တယ်လို့ဟာရှိထက်လည်းပိုးပြီးတန်ပါတယ်ကလေးတယောက်ဖြစ်ခဲ့တာမျိုးပါ။ဒါကြောင့်လည်းဘူဆူမာကအီထာမကိုရှေ့တန်းတိုက်စစ်မှာနေရာချထားလိုက်တာဖြစ်ပါတယ်။အီထာမအကြောင်းပြရင်တော့ခါဝါရာမအကြောင်းကိုဆက်ပြီးပြောပြပေးပါမယ်။ခါဝါရာမကကြာတော့အချားညီကိုရင်းနဲ့မတူပဲရှီနိုဘီဆူရာတိုက်ပွဲမှာပဲတည်ဆုံရမယ်။တိုက်ပွဲမှာတည်ဆုံသွားတဲ့ရှီနိုဘီကသာပိုးပြီးမြတ်တယ်လို့ခံယူထားခဲ့တာမျိုးပါ။ ဒါအပြင်ခါဝရမရဲ့ယူဆချက်တစ်ခုကလည်းရှီနိုဘီဆိုတာ emotion မရှိရဘူးလို့လည်းပါဝင်ပါသေးတယ်။ဒီတတ်မှတ်ချက်ကြီးကဒန်ဆိုကျင်သုံးတဲ့နီလန်နဲ့တောင်တော်လေးဆင်တူနေခဲ့ပါတယ်။ဒီလိုရဲစွမ်းတတိနဲ့ပြည့်စုံတဲ့ခါဝရမရဲ့ ठ ပေါ်ရီကိုတိုက်ပွဲတစ်ခုမှာဟာရှီရာမာတို့တွေ့ရှိခဲ့ရပါတယ်။ဘော့ဆူမာနဲ့အတူသူရဲ့လက်ကျန်သား၃ယောက်ကခါဝရမရဲ့ ठ ပေါ်ရီကိုစန်ကျူနယ်မြေကိုပြန်လည်ယူဆောင်ပြီးမြေမြုပ်ပေးခဲ့ကြပါတယ်။ဒီဇဝေကမ်းမှာတော့အီထာမားအနေနဲ့သူရဲ့ညီကိုဖြစ်သူအတွက်ငိုကြွေးခဲ့ပါတယ်။အီထာမားကိုကြွေးခဲ့ရတဲ့အကြောင်းရင်းကဥချီဟာရီချောင်းမဟုတ်ဘဲ စိတ်ခံစားချက်မရှိလိုက်ရတဲ့သူ့ရဲ့ညီကိုအတွက်ဝမ်းနည်းစွာနဲ့ငိုကြွေးခဲ့တာမျိုးဖြစ်ပါတယ်။အီထာမအနေနဲ့နောက်မျိုးဆက်တဲ့ကလင်းငယ်ရင်းအနေနဲ့စစ်ပွဲမှာချားမညက်တင်တော့ဘူးလို့ကိုယူဆလာခဲ့ပါတယ်။နောက်ပြီးသူထပ်စင်စားခဲ့တာကတော့ Uchiha ရဲ့အကြောင်းဖြစ်ပြီး Uchiha ရဲ့အနေနဲ့ငါတို့ရဲ့မျိုးနွယ်စုမိသားစုတွေကိုဆက်လက်မထိပါနိုင်အောင်ဘလို့တားဆီးကာကွယ်သွားရမလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။လွယ်မနေတဲ့အချက်ကတော့ Tobirama ရဲ့ဇက်ရုပ်ဖြစ်ပြီးအဲ့ဒီအချိန်တုန်းက Tobirama ကသူ့ရဲ့ညီကိုအရင်တယောက်လုံးကိုဆုံရှုံရတာတောင်း Itama ကိုဆက်လက်တရားချနေစေဖြစ်ပါတယ် ။ထိုပြီးရာဘာအနေနဲ့ငြိမ်းချမ်းရေးကိုငြိမ်းချမ်းမှုနဲ့ပဲရှာဖွေနိုင်လိမ့်မယ်လို့ကိုယူဆထားခဲ့တာမျိုးဖြစ်ပါတယ်။ဆိုလိုချင်တဲ့သဘောကထိုပြီးရာဘာကအချားညီကိုတွေကိုဥချီဟာရီယာခွင်လွတ်ပေးလိုက်ဖို့အတိပေးနေခဲ့တာမျိုးဖြစ်ပါတယ်။ဒီအချိန်ထိထိုပြီးရာဘာကဥချီဟာရီကိုလုံးဝမမုန်းတီးသေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။တို့ပဲမဲ့ Uchiha ရဲ့ဘက်ကနောက်ထပ် Itama ရဲ့အတက်ကိုပါဆက်လက်ယူဆောင်သွားခဲ့တာကြောင့် Tobirama ရဲ့အတွေ့အမြင်တွေဟာ Hashirama နဲ့အတူတူပြောင်းလဲသွားခဲ့ပါတယ်။ပိုပြီးပြောင်းလဲသွားခဲ့တာကတော့ Tobirama လို့တောင်ပြောလို့ရပါတယ်။ ဒါကြောင့်ထိုဘီရာမာနဲ့ဟာရှီရာမာတို့နှစ်ယောက်ကလေးတွေဆုံရှုံမှုနဲ့အတူစစ်ပွဲကိုရပ်တန့်နိုင်မယ်ဒီစနစ်တကူကိုရေးဆွဲခဲ့ကြပါတယ်။ဘိုဆူမာကလည်းအဲ့အချိန်မှာဆန်ကျူရဲ့ခေါင်းဆောင်တယောက်ဖြစ်နေစေပါ။ဟာရှီရာမာရဲ့ဇလန်းမှလည်းဦးချီဟာမျိုးနဲ့ဝင်တယောက်ဖြစ်တဲ့မာဒရာနဲ့မိတ်ဆွေတွေဖြစ်နေခဲ့ကြပါတယ်။ဒီတရင်အချက်လက်ကိုဘိုဆူမာတယောက်သိသွားတဲ့အခါမှာဟာရှီရာမာကိုဖိအားတချို့ပေးခဲ့ပါတယ်။ဘိုဆူမပေးခဲ့တဲ့ဖီယာကတော့သူ့ရဲ့နီကိုရင်းအတွက်မာဒရာကိုလက်စားချေလုံကြံဖို့ပဲဖြစ်ပါတယ်။မာဒရာရဲ့အဖေကတော့ထချီမာဦးချီဟာဖြစ်ပြီးဘိုဆူမနဲ့တိုက်ခတ်ခဲ့ပါတယ်။ ထိုဘီရာမာကတော့မာဂျရာရဲ့ညီဖြစ်သူအီဆူနာနဲ့တိုက်ခိုက်ခဲ့ရပါတယ်။ဟာရှီရာမာနဲ့မာဂျရာတို့ကမိတ်ဆွေတွေဖြစ်နေခဲ့ကြတာကြောင့်နှစ်ပေါင်းများစွာတိုက်ခိုက်ပြီးတာတောင်အနိုင်အရှုံးရှားလက်မထွက်ပေါ်ခဲ့ပါဘူး။တို့ပဲပဲမိတ်ဆွေတွေမဟုတ်ခဲ့ကြတဲ့အီဇူနာနဲ့ထိုဘီရာမာတို့ရဲ့တိုက်ပွဲမှာတော့အနိုင်အရှုံးဆိုတဲ့ရှားလက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးတိုက်ပွဲမှာထိုဘီရာမာအနေနဲ့အီဇူနာရဲ့အသက်ကိုနှုတ်ယူနိုင်ခဲ့ပါတယ်။ထိုဘီရာမာရင်ဆိုင်နေရတဲ့အီဇူနာဆိုတာက မက်ဂဲကျိုးရှာရင်ကတ်ကိုနိုးထနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နာဂကယူရှာရင်ဂါဆိုတာကလည်းထိုဘီရာမာရဲ့ခေတ်ကာလမှာအရန်စွမ်းအားကြီးမားတဲ့ဒိုဂျစ်စုတစ်ခုဖြစ်ခဲ့တာပါ။တော်ပေမဲ့ထိုဘီရာမာဆိုတာကလည်းတော်တော်လေး smart ဖြစ်တဲ့ genius တယောက်ဖြစ်တာကြောင့်အီဇူနာရဲ့မာဂကယူကိုဘယ်လိုခေါင်ထားရမလဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုဘီရာမာရှာဖွေတွေ့ရှိခဲ့တာကတော့ teleportation ဂျစ်စုတစ်မျိုးဖြစ်ပြီးအသက်20လောက်သာရှိနေသေးတဲ့လူငယ်တယောက်က dimension တွေကိုဖြတ်တန်းသွားလာနိုင်နေခဲ့ပါပြီ။ထိုဘီရာမာအနေနဲ့စင်ခေါ်ခြင်းဤပညာကိုတော်တော်လေးစူးစမ်းအားထုတ်ကလေ့လာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာထိုဘီရာမာတယောက်အခြားအရာတွေထပ်စားရင်သူ့ကိုယ်သူပြန်ပြီးစစ်ခေါ်နိုင်မယ့်နီလန်တစ်ခုကိုကြိုးစားတီထွင်ခဲ့ပါတယ်။ထိုဘီရာမာတီထွင်ခဲ့တဲ့ဂျဆုရဲ့နာမည်ကတော့ Flying Thunder God လို့ခေါ်တဲ့ Teleportation နဲ့ Summon နဲ့ဂျဆုတမျိုးပဲဖြစ်ပါတယ်။ထိုဘီရာမာကလူသွုံးမဟုတ်အရာဝိထုတစ်ခုခုမှအမှတ်အသားတစ်ခုကိုမှတ်သားပြီးအဲ့အမှတ်အသားကနေမှတစဉ်သူ့ကိုယ်သူပြန်ပြီးတော့စစ်ခေါ်နိုင်ခဲ့ပါတယ်။ထိုဘီရာမာအနေနဲ့ Dimension နှစ်ခုကြားမှာရှိနေတဲ့ Space Time ကိုလေ့လျူရှုပြီးတနေရာနဲ့တနေရာကိုလှည့်လင်းမြန်မြန်ကူးပြောင်းနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ တနေရာနဲ့တနေရာကိုလင်းလင်းမြန်မြန်ခရီးသွားနိုင်ဖို့ထူထူရမာကအမြန်ဆုံး speed ကိုအသုံးပြုခဲ့တာမျိုးမဟုတ်ပဲတနေရာကနေနောက်တနေရာကိုသူ့ကိုသူပြန်လဲစစ်ခေါ်တဲ့နီလန်နဲ့ခရီးသွားခဲ့တာမျိုးဖြစ်ပါတယ်တူဘီရာမာကအီဇူနာရဲ့မန်ကေကျိုးရှာရင်းကန်ကိုလည်း flying thunder god နဲ့ဖြတ်တောက်ချင်းကိုတွဲဖက်အသုံးပြုပြီး counter ခဲ့တာမျိုးဖြစ်ပါတယ်။အမြန်ဆုံး speed ကိုအသုံးပြုပြီးရွေးလျားမယ်ဆိုရင်တောင်မှအီဇူနာအနေနဲ့ထိုးဖောက်မြင်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့တူဘီရာမာကချက်ချင်းကြီးစင့်ခေါ်လိုက်တာကြောင့်မန်ကေကျိုးကလည်းမမြင်နိုင်ခဲ့ပါဘူး။ ။ထိုဘီရာမားဆိုတာဟာရှီရာမားလိုမျိုးအာရှီရာရဲ့လူဝင်စားလည်းမဟုတ်တယ်လို့တစ်သားပုံစံကိုလည်းအသုံးမပြုနိုင်ခဲ့ပါဘူး။ဒါပေမဲ့တော်တော်လေး small ဖြစ်တဲ့ genius တယောက်ဖြစ်ခဲ့ပြီးမန်ဂယ်ကျိုးကိုတောင်အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်ထိုဘီရာမားနေနဲ့ Uchiha ရဲ့ဒုတိယအကြမ်းဆုံးရှင်နိုဘီတယောက်ကိုအပြည့်ရှင်းပြနိုင်ခဲ့တာပါ။ဟာရှီရာမားဘက်ကလည်းမာဂျရာကို social ချင်းဆိုတာကိုနားလည်အောင်ပြောပြပြီးငင်းချမ်းရေးရယူဖို့ကြိုးစားခဲ့ပါတယ်။မာဂျရာရဲ့ဘက်ကလည်းသူချစ်ခင်ရတဲ့လူတွေကိုအကြောင်းရင်းမရှိဆက်လက်မဆုံးရှုံးချင်တော့တာမှန်ပင်ပဲ။ သူ့ရန်ကြီးကိုအပြည့်ရှိပစ်ခဲ့တဲ့စန်းကျူးမျိုးနဲ့စုကိုတိတ်ပြီးမကြေနပ်ခဲ့ပါဘူး။ဒါကြောင့်ဟာရှူရာမကန်လန်ခဲ့တဲ့ညီရန်ကြီးကိုမာဂျရာကလက်မခံပဲသူ့ရန်ကြီးရဲ့အတွက်ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ဟာရှူရာမရဲ့တပ်သားပုံစံကအယံကျန်နေတာကြောင့်မာဂျရာကသာပွဲတိုင်းရှုံးနေနေခဲ့ရပါတယ်။ဒါကြောင့်နောက်ဆုံးမှာဟာရှူရာမကန်လန်နဲ့ညီရန်ကြီးကိုမာဂျရာတယောက်လက်မခံခြင်းပင်ပဲလဲလက်ခံခဲ့လိုက်ရပါတယ်။သူဘီရမရဲ့ယူဆချက်ကတော့လက်မခံခြင်းပဲမတက်တာလို့လက်ခံခဲ့ရတာကြောင့်တေချာပေါအမုန်းတန်နေရဟာမပြီးဆုံးနိုင်ကြောင်းထောက်ပြခဲ့ပါတယ် ဒါကြောင့်ပြန်လည်မခုခံနိုင်တော့တဲ့မာဂျရာကိုဒီနေရာမှာတခါတဲ့အပြည့်ရှင်ပြီးအမုံတန်နေရာကိုရတန်လိုက်ဖို့ထိုဘီရာမာကဟာရှူရာမာကိုအကြံပြုခဲ့ပါတယ်။ဒီနေရာမှာထိုဘီရာမာကတာမာဂျရာကိုခါတာနာနဲ့တခါတဲ့အဆုံးသတ်လိုက်မယ်ဆိုရင်နာရူထိုဆိုတဲ့ series ကြီးကလည်းရှိမလာနိုင်တော့ပါဘူး။ရှိလာမယ်ဆိုရင်တောင်မှတမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပြီး four မှာလည်းဇက်ဆူရဲ့အကြံအစီကအခုလောက်ကြီးထိအင်ဖက်မများနိုင်တော့ပါဘူး။တိုးပေမဲ့ဟာရှူရာမာကဥချီယာနဲ့ငေချန်ရဲကိုဖန်တီးကြည့်နေတာကြောင့်မျိုးနွယ်စုနှစ်ခုပူးပေါင်းပြီးရွာဖုံးရွာဆိုတဲ့ရွာတရွာကိုတီထောင်ခဲ့ကြပါတယ်။ ခုနောအကိုတီထောင်ပြီးတာနဲ့တပြိုင်နက်ကလေးငယ်တွေလည်းမလိုအပ်ဖယ်မသိဆုံးကြရတော့ပါဘူး။သို့ပေမဲ့ဂဲနဲ့အစင်ကိုအသက်၁၂နှစ်မှသတ်မှတ်ပေးထားတာကြောင့်အသက်၁၂နှစ်ဆိုတာကလည်းကလေးတွေပဲဖြစ်ပါတယ်။ဟာရှီရာမာကတော့ခုနောဟာမှာဆန်တူနဲ့ဥချီဟာရုကိုညီတူညီမျှဆက်ဆံခြင်းခဲ့ပေမဲ့ထိုဘီရာမာကတော့လုံးဝညီတူညီမျှမဆက်ဆံခဲ့ပါဘူး။ထိုဘီရာမာကဥချီဟာရီကိုစိတ်ထဲနှလုံးသားတဲ့ကပါမယုံကြည်တော့တာမျိုးဖြစ်ပြီးအဆိုးဆုံးကတော့မာဂျရာကိုလုံးဝမယုံကြည်ခဲ့တာပါ။ ဟာရှီရာမာကတော့ရွာရဲ့အုပ်ချုပ်သူနေရာသို့မဟုတ်ဟိုခါခဲနေရာကိုမာဂျရာအားပေးအပ်ခြင်းခဲ့ပေမဲ့ထိုဘီရာမာကသဘောမတူခဲ့ပါဘူး။ဒါကြောင့်ထိုဘီရာမာကမဲအရှည်အတွင်းနဲ့သာဟိုခါခဲနေရာကိုရွေးချယ်ဆုံးဖြတ်ဖို့အကြံပြုခဲ့ပါတယ်။ဟိုခါခဲနေရာအတွက်မဲပေးခြင်းကိုအသုံးပြုခဲ့တာဟာခိုနူဝါတမိုင်းမှာပထမဆုံးနဲ့နောက်ဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။မာဂျရာကသာဟိုခါခဲဖြစ်လာမယ်ဆိုရင်တေဇာပေါအချားနယ်မြေတွေကိုကျူးကျော်ပြီးအဲ့နယ်မြေတွေစီကအရှင်အမျက်တွေကိုစုပ်ယူစားသုံးမှမျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်လာမှာကိုဂျိုတင်သိရှိထားတဲ့ထိုဘီရာမာကမာဂျရာဟိုခါခဲဖြစ်မလာရဲ့ဒူအရေးလူကိုကြီးကျော်ခဲ့တာဖြစ်ပါတယ်ဟာရှိရာမားမှာထိုဘီရာမားလိုမျိုးညီတာမရှိခဲ့ဘူးသို့မဟုတ်ဆိုရှယ်လိုက်ရမယ်ဆိုရင်ကိုနိုအားဆိုရလဲခနာလေးနဲ့ပြတ်တုံသွားနိုင်ပါတယ်။ဘာလို့ဆိုဟာရှိရာမားဆိုတာစွမ်းအားပိုင်းမှာအယံတာလွန်တာမှန်ပေမဲ့အုတ်ချိုရေးပိုင်းမှာနှလုံးသားကိုရှည်တန်းအမြဲတင်တာကြောင့်အဆိုးအဆိုးဟိုခါခဲတယောက်လိုတောင်ဆိုနိုင်ပါတယ်။ဟာရှိရာမားတယောက်ဟိုခါခဲဖြစ်လာတဲ့အချိန်မှာတက်မီးကလွယ်ရင်ကြံတဲ့အမီးကောင်ရှစ်ကောင်ကိုဖန်ဆီးထိမ့်သိမ်းနိုင်ခဲ့ပါတယ်။ ဒီအမည်ရှိကောင်ကိုတော့ဟာရှူရာမာကအချားရွာတွေကိုငြိချမ်းရေးအတွက်ဆိုပြီးလက်ဆောင်ပေးခဲ့ပါတယ်။ထိုပြီးရာမာကတော့ဒီလိုတန်ဖိုးကြီးမားတဲ့အမည်ကောင်လေးကိုအခမဲ့ဆိုတာထက်ငွေကြေးတန်ဖိုးတစ်ခုခုနဲ့လဲလှယ်ဖို့အကြံပြုခဲ့ပါတယ်။ငွေကြေးနဲ့တလဲလဲမဲ့ဆိုရင်အရှိလာတဲ့ငွေကြေးတွေကိုခုနူဟောင်းမှာကြီးမားတဲ့အဆောက်အုံတွေအသုံးဝင်မဲ့အကာအကွယ်တွေနဲ့အသေးပါတဲ့ရှားပွေမှုတွေကိုပြန်လည်ပြုလုပ်နိုင်ပါတယ်။ခုနူဟောင်းကိုစတင်တည်ထောင်ပြီးဆိုရာနဲ့ဟာရှူရာမာကတော့ဟိုခါခဲတာဝန်တွေကိုပြောင်းလဲထမ်းဆောင်ခဲ့ပြီးထိုပြီးရာမာကတော့ထင်တကူးကိုလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ သူလေးတင်တကြပေးခဲ့တဲ့ချင်းမှာတော့ဟီရူဆန်ဟိုမူရာနဲ့ခိုဟာရူတို့၃ယောက်ပါဝင်ခဲ့ပါတယ်။ဟိုမူရာနဲ့ခိုဟာရူတို့ဆိုတာကတော့ရွာရဲ့တောက်တလွဲအကြံပေးဘိုးဘွား၂ယောက်ပဲဖြစ်ပါတယ်။ဒီဘိုးဘွား၂ယောက်ကဒန်ဆိုကိုသာထောက်ခံခဲ့တာမျိုးဖြစ်ပြီးထိုဘီရာမာရဲ့တပည့်တွေလို့ပြောရမှာတောင်းနေနဲ့ဆက်စရာကောင်းနေခဲ့ပါတယ်။ထိုဘီရာမာကဒီကလေး၃ယောက်ကိုလေ့ကျင့်တင် जा ပေးနေတဲ့အချိန်မှာကတည်းကရှယ်ရိုကလုံအေရိုတန်ဆန်နဲ့ဖလိုင်းရတဲ့နောက်ကကျစုတွေကိုတီထွင်ပြီးခဲ့ပြီဖြစ်ပါတယ်။တချို့လူတွေကတော့ထိုဘီရာမာအနေနဲ့သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေကြာမှသာဒီကျစုတွေကိုတီထွင်ခဲ့တာလို့သိထားကြပါပဲ။ တကယ်တော့ဒီဂျေဆု၃ခုကိုထိုဘီရာမာအနေနဲ့သူ့ရဲ့အသက်ငယ်ရွယ်တုန်းမှကတည်းကတီထွင်ထားခဲ့တာဖြစ်ပါတယ်။ထိုဘီရာမာကအီဇူနာကိုရှင်းပြနိုင်ဖို့ Flyer တန်တာကတခုတည်းကိုလေ့လာခဲ့တာမျိုးမဟုတ်ပဲအခြားဆင့်ခေါ်ဂျေဆုနှစ်မျိုးဖြစ်တဲ့ Aero Tanser နဲ့ Shadow Clone ဂျေဆု၂ခုကိုပါလေ့လာထားခဲ့တာပါ။စစ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ထိုဘီရာမာအနေနဲ့သူ့ရဲ့အဆုံးမသတ်နိုင်သေးတဲ့ဂျေဆုတွေကိုဆက်လက်လေ့လာဖြစ်ခဲ့ပါတယ်။ဒီဂျေဆုနှစ်ခုကိုအဆုံးသတ်နိုင်ဖို့အတွက်ထိုဘီရာမာကသူ့ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးကိုယင်းဒီမြုပ်နယ်ထားခဲ့ပါတယ်။ ။နောက်ပိုင်းမှာတော့မာဂျူရာကထူဘီရာမခံမှန်းထားတဲ့အတိုင်ဟာရှူရာမကိုတစ်စာဖောက်ခဲ့ပါဗျ။ဒီဘက်ထဲကတော့အဆုံးသက်တောင်ချာမှဖြစ်ပွားခဲ့ပြီးဟာရှူရာမကမာဂျူရာကိုအဆုံးသတ်နိုင်ခဲ့ပါဗျ။စိတ်ဝင်စားဖို့ကောင်းတဲ့ရှာတစ်ခုကထူဘီရာမအနေနဲ့မာဂျူရာရဲ့တက်ဘော်ဒီကိုခွဲစိတ်စစ်ဆေးဖို့တနည်းအားဖြင့်ရှာရင်းကန်ကိုလေးလာနိုင်ဖို့တင်စီခဲ့ပါဗျ။ထူဘီရာမကလည်းသူလေးလာနေတဲ့ဂျဆုနှစ်ခုပြင်းများဖို့ရှာရင်းကန်ရဲ့ဖွဲ့စည်းတိဆောက်ပုံကိုလေးလာခြင်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဦးချီဟာရီရဲ့အားနည်းချက်အားသာချက်တွေကိုပါတခါတည်းဖော်ထုတ်ထားခြင်းခဲ့တာပေါ့။ မာဂျရာရဲ့ခန္ဓာကိုယ်ကိုခွဲစိတ်စစ်ဆေးပြီးအမည်မသိကူတစ်ခုထဲမှာမြုပ်နှံထားခဲ့ပါတယ်။ဒီလိုနဲ့မာဂျရာနဲ့ဟာရှူရာမာတို့ရဲ့စစ်ပွဲကြီးပြီးဆုံးသွားခဲ့ပြီးထိုဘီရာမာကလည်းအဲရိုထန်ဆယ်နဲ့ရှယ်ရိုကလုန်းကျဆုနှစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ထိုဘီရာမာတီထွင်ခဲ့တဲ့ကျဆုသုံးခုကတော်တော်လေးမိုက်တဲ့အထဲမှာပါဝင်တယ်လို့တော်တော်လေးကြမ်းတဲ့အထဲမှာလည်းပါဝင်ခဲ့ပါတယ်။ဘာလို့ဆိုတနေရာကနေတနေရာကိုမီလီစက္ကန့်ဘိုင်လောက်နဲ့ခီးသွားနိုင်တယ်လို့အရင်ကြမ်းလွန်လာပါတယ်ဆိုတဲ့ရှင်နိုဘီတွေကိုပါပြန်လဲခေါ်ဆောင်နိုင်ပါတယ်။ ကိုနဲ့တပုံစံနဲ့တူတဲ့လူတယောက်ကိုကိုရဲ့ခြာကရာတဝက်ကိုခွဲပေးပြီးထပ်မံဖန်တီးနိုင်တယ်ဆိုတော့တော်တော်လေးအတုံးတဲတဲ့ကျစုသုံးခုလို့တောင်းဆိုနိုင်ပါတယ်ကျွန်တော်အနေနဲ့အရေးကိုပွားခြင်းဤပညာနဲ့မိုးချိုးနှစ်ဖျားဤပညာနှစ်ခုကိုအသေးစိတ်ကြကြလေးရှင်းပြပေးထားခဲ့ပါတယ်ဒါကြောင့်အခုဗီဒီယိုမှာတော့ Edo Tensor ကျစုအကြောင်းကိုအနည်းငယ်ထည့်သွင်းရှင်းပြပေးခြင်းပါတယ်ဒီကျစုအကြောင်းကိုမရှင်းခင်ဒီကျစုကိုထိုပီရာမာကဘယ်လိုတီထွင်နိုင်ခဲ့တာလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးပါမယ် ထိုပြီးတော့မှအနေနဲ့သူ့ရဲ့ညီနေရောက်ကိုရရဆက်ဆက်လှုပ်ကြံခဲကြတဲ့ Uchiha ရီအပေါ်ကိုကြီးစွာတဲ့အမုန်းတရားတစ်ခုထားရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့အမုန်းတရားတွေကိုထိုပြီးတော့မှကခနာတာဖိနှိပ်ထားပြီးပြန်လဲလက်စားချေနိုင်မဲ့ဒီလန်အပွဲတွေကိုရှာဖွေခဲ့တာပါ။သူရဲ့အမုံတရားတွေခန်းစားချက်တွေကိုဖယ်ထုတ်နိုင်ဖို့အတွက်ဆိုရင်တခြားဘောက်သူဆိုရှယ်လန်ရတဲ့သူရဲ့ညီနှစ်ယောက်ကိုပြန်လဲခေါ်ဆောင်နိုင်မှာပဲအဆင်ပြေပါလိမ့်မယ်။ဒါကြောင့်သူရဲ့ညီနှစ်ယောက်ကိုတရားကနေပြန်ခေါ်နိုင်ဖို့အတွက်ကျစုပေါင်းများစွာကိုရှာဖွေလေ့လာခဲ့ပါတယ်။ ။ Tobira မှာရှာဖွေတွေ့ရှိသွားတာကတော့ Shinobi Diversity ကတကယ်တရှိနေတဲ့ကျေးဇူးတစ်ခုဖြစ်ပြီးအစုံမဲ့ Chakra နဲ့အတူအစုံမဲ့ပြန်လည်ရှင်သန်နိုင်စွမ်းကိုပါရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။တိုဘီရာမာအနေနဲ့အဲရိုထန်ဆယ်ကျဆူနဲ့သူ့ရဲ့နေနေရောက်ကိုပြန်လဲခေါ်ဆောင်ခဲ့သလားဆိုတာကိုတော့ကျွန်တော်တို့တိတိကျကျမသိခဲ့ရပါဘူး။ဒါပေမဲ့တိုဘီရာမာဖန်တီးခဲ့တဲ့အဲရိုထန်ဆယ်ကျဆူမှာအမှောင်ပဲချမ်းတွေလည်းပါရှိနေခဲ့ပါတယ်။ဒါဟာဖိုမန်ထဲတဲ့ကအန်နဲ့အဲရိုနေအောင်သူတို့ရဲ့အမေကိုပြန်လဲခေါ်ဆောင်နိုင်ဖို့ကြိုးစားခဲ့ကြတာနဲ့တောင်းဆိုတူပါတယ်။ ဒီလိုပြုလုပ်ခဲ့တာဟာစိတ်ပိုင်းဆိုင်ရာမပါတဲ့ချက်ချင်းမြေတာတစ်ခုတည်းနဲ့သာလှုပ်ဆောင်ခဲ့ကြတာပါ။ထူဘီရာမာကလည်းအသက်ကြီးလာတဲ့အခါမှာဒီခံစားချက်တွေကိုနားလည်သွားခဲ့ပြီးသူရှာပွေထားတဲ့ကျစုတွေကိုတောင်းတားမြစ်စရင်သွင်းခဲ့ပါတယ်။ပထမရှင်နိုဘီစစ်ပွဲကြီးအတွင်းမှာပဲဟာရှူရာမာတယောက်တည်ဆုံသွားခဲ့ပါတယ်။ဒါကြောင့်ဟာရှူရာမာရဲ့ညီတော်မထူဘီရာမာကဒုတိယမြောက်ဟုခါခဲ့တယောက်ဖြစ်လာခဲ့ပါတယ်။ထိုဘီရာမာအနေနဲ့သူအရှမ်းမုံတိတဲ့မာဒရာမရှိတော့ပေမဲ့ဥချီယာမျိုးနွယ်သူတွေကရွာရီမှာရှိနေသေးတာကြောင့်စန်းကျူမျိုးနွယ်တွေကိုအင်အားပုံမှုတောင့်တင်အောင်ကြံဆောင်ဖို့လျှို့ဝှက်အမိန့်ပေးခဲ့ပါတယ် ဒါကြောင့်ဆန်ကျူးမျိုးနယ်စုတွေကလည်းအခြားမျိုးနယ်စုတွေနဲ့ပေါင်းဆက်လက်ထပ်ပြီးရွာရဲ့အင်အားအများစုကိုတိမ့်ပိုက်တိုးချဲ့ခဲ့ပါတယ်။ထိုပြီးတော့မှပြုလုပ်ခဲ့တဲ့အကြံစီတစ်ခုကအကြံဖတ်စရာမလိုတဲ့အနံ့ယူခြင်းဤပညာတစ်ခုပဲဖြစ်ပါတယ်။ဘာလို့ဆိုတရွာလုံးနဲ့တခွဲပုံစံမျိုးဖန်တီးထားတာဖြစ်ပြီးဦးကြီးဟရီအကုံလုံးကအခြားမျိုးနယ်စုတွေနဲ့တော်တော်လေးကိုကွဲထွက်နေခဲ့ပါတယ်။ဒါအပြင်တကယ်တော်တဲ့ရှီနိုဘီတွေကိုမွေးထုတ်ပေးနိုင်မဲ့အန်ဖူအဖွဲ့အစည်း Ninja Academy နဲ့ Chunin Aizen လိုမျိုးအရှာတွေကိုပါဖန်တီးခဲ့ပါတယ်။ ါကလည်းထိုဘီရာမအနေနဲ့ကလေးငယ်တွေကိုအတန်ငငယ်ရွယ်နဲ့မသေးဆုံးစေချင်တာကြောင့်ပါအတန်းငငယ်ရွယ်နဲ့မသေးဆုံးစေအောင်လည်းအသက်၁၂နှစ်ကြာမှာဂဲနေတာဝန်တွေကိုစတင်ပေးရတာမျိုးဖြစ်ပြီးဒီတာဝန်တွေကိုလည်း S ကနေ D rank ဆိုပြီးခွဲခြားသတ်မှတ်ထားပါတယ်။ထိုဘီရာမာတို့ခေတုံကတိုက်ပွဲမြေပြင်ဆိုတာကတည်ရင်တည်မတည်ရင်ထန်ရာရကြတဲ့နေရာတစ်ခုသာဖြစ်ပါတယ်။ထိုဘီရာမာရဲ့လက်ထံမှာတော့ D rank mission အများစုကခွေးဖန်းနွားချောင်းအစင်းလောက်သာရှိတော့တာပါ။ဒါကြောင့်ဂဲနေအများစုကဒီလိုလွယ်ကူတဲ့တာဝန်တွေကိုထမ်းဆောင်နေတဲ့တောင်သူတို့ရဲ့စာဝတ်နေရေးကိုဖြည့်ရှင်းနိုင်ကြပါတယ်။ ။ဒါပေမဲ့ gain တွေက running နဲ့ mission တွေကိုသာထမ်းဆောင်ချရတာကြောင့်ရရှိတဲ့ဝင်ငွေပမာဏကလည်းနည်းပါးကြပါတယ်။ဒါကြောင့်နောက်ထပ် run တစ်ခုဖြစ်တဲ့ချူနေအဆင့်ကိုတက်ရောက်နိုင်ဖို့စာမေးပွဲတစ်ခုကိုဖြည့်ဆို့ချရပါတယ်။ဖြည့်ဆို့ရတဲ့စာမေးပွဲကလည်းအရန်ကြံတဲ့ခက်ခဲတာကြောင့်ချူနေဖြည့်ဖို့ဆိုတာကလည်းတော်တော်လေးခက်ခဲမှုရှိပါတယ်။ဒါကြောင့်ဟာရှူရာမာကရွာကိုတီထောင်ခဲ့တဲ့လူတယောက်ဖြစ်ပြီးထိုဘီရာမာကတော့ရွာကိုပြုတ်ပြင်ထိမ့်သိမ်းခဲ့တဲ့ဟုတ်ခါခဲ့တယောက်ဖြစ်ခဲ့တာပါ။ နေကြအကယ်ဒမီနဲ့ချူနေအိမ်စန်းဆိုတာကရိုးရှင်းမှုရှိတဲ့လုပ်ငန်းစဉ်တွေဖြစ်ပြီးအန်ဘူးဆိုတာကတော့ရိုးရှင်းမှုမရှိတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။အန်ဘူးအဖွဲ့အစည်းကတာမန်ရှိနိုဘီရင်မလုံဆောင်နိုင်တဲ့မစ်ရှင်တွေကိုထမ်းဆောင်ချရပြီးဟိုခါခဲကိုအရေးတဲကနေစောင့်ရှောက်ပေးချရပါတယ်။ထူပီရာမှာဖန်တီးခဲ့တဲ့အရာသုံးခုကအရက်အောင်မြင်ခဲ့တာကြောင့်အခြားရွာတွေကပါလိုက်ပြီးလုံဆောင်ခဲ့ချရပါတယ်။အခြားရွာတွေလိုက်ပြီးမလုံဆောင်နိုင်ခဲ့တာကတော့ခုနိုဟာရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ခွနဟာရဲတပ်ဖွဲ့ကလည်းထိုဘီရာမာကဖွဲ့စည်းတီထောင်ပေးခဲ့တာပြဖြစ်ပြီးဦးချီဟာရီကိုသာတာဝန်ပေးရခဲ့ပါတယ်။ ဦးချီဟာရီကိုထိုဘီရာမားကလုံးဝနှစ်သက်သဘောချမနေတာတောင်မှဘာကြောင့်ရဲတပ်ဖွဲ့ကိုဦးစီးခံခဲ့တာလဲပေါ့ဦးချီဟာရီကိုရဲတပ်ဖွဲ့မှနေရာချပေးထားခဲ့တဲ့အတွက်ထိုဘီရာမားစီမှာအကြောင်းပြချက်နှစ်ခုရှိနေခဲ့ပါတယ်ဦးချီဟာရီဟာအရန်ဖော်ဖူးဖြစ်တာကြောင့်ရွာရဲ့လုံခြုံရေးပိုင်းမှာအတော့ဝင်နိုင်လိမ့်မယ်လို့ထိုဘီရာမားကယူဆခဲ့တာဖြစ်ပါတယ်လူတယောက်ကိုဖမ်းဆီးတာပဲဖြစ်ဖြစ်ရှင်တို့ဘီအပြစ်သားကိုဖမ်းဆီးတာပဲဖြစ်ဖြစ်ဦးချီဟာရီရဲ့ကံကျစုတွေနဲ့ဆိုရင်အလွယ်တကူဖမ်းဆီးထိန်းသိမ်းထားနိုင်စွမ်းရှိပါတယ် ခဗီရာမကိုရိုင်းကလည်းဦးချီဟာရဲ့အတန်မာဆုံးလူတစ်ယောက်ဖြစ်တဲ့မာဂျရာရဲ့ခန္ဓာကိုယ်ကိုလေးလာထားခဲ့တယ်လို့ရှာရင်းကန်ကိုပါတခါတည်းလေးလာထားခဲ့တာမျိုးဖြစ်ပါတယ်။ခဗီရာမကဦးချီဟာရစ်ထက်တောင်ရှာရင်းကန်ရဲ့အလုံးလုံးနိုင်ဇွမ်းကိုပုံမူသိရှိထားတာကြောင့်ရဲတပ်ဖွဲ့ကိုဦးချီဟာမျိုးနွယ်စုစီလွှဲပြောင်းပေးရခဲ့တာမျိုးဖြစ်ပါတယ်။ခဗီရာမအနေနဲ့ဟာရှူရာမမရှိတော့တဲ့နောက်ပိုင်းမှာမပြီးဆုံးသေးတဲ့စစ်ပွဲကိုဆက်လက်တာဝန်ယူကိုင်တွယ်ခဲ့ရပါတယ်။တင်ဖုံးရွာစီကိုသွားရောက်ပြီးငင်းချမ်းရေးကန်လန့်ချက်တွေကိုပြုလုပ်ခဲ့ပါတယ်။ရိုင်းခါကဲနဲ့တွဲဆုံဖို့ဆိုရာကခဗီရာမအတွက်တကယ်ကိုမလွယ်ကူခဲ့တာပါ။ ။ဘာလို့ဆိုတိမ်ဖုံးရွာဘက်ကကင်ခါကူနဲ့ကင်ခါကူတို့ညီကိုညီယောက်ကထိုဘီရာမကိုတိုက်ခတ်ခဲ့ပြီးအနံယူနိုင်တော့မဲ့အခြေအနေတိကိုရောက်ရှိခဲ့တာပါ။ခုတို့ဟာတဲ့ဒိတ်ဖုံးရွာဆိုတာအင်အားအကြီးဆုံးရွာနှစ်ခုဖြစ်တဲ့အကြောင်းဒီရွာနှစ်ခုရဲ့ငင်းရဲရေကစစ်ပွဲအကြီးကိုတောင်ရက်တက်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ဒိတ်ဖုံးရွာဘက်ကငင်းရဲရေကိုမလိုချင်တဲ့အကြောင်းထိုဘီရာမာတယောက်စစ်ပွဲအကြီးကိုသာဆက်လက်ဆွနေခဲ့ရပါတယ်။ထိုဘီရာမာတယောက်ထူးတက်ဖွဲ့တစ်ခုကိုဖွဲ့စည်းခဲ့ပြီးဒီထဲမှာထိုရီဖူအာကီမီချီ၊တန်ဆိုနဲ့ခါကာမီအူချီဟာတို့ပါဝင်ခဲ့ကြပါတယ်။ ခကာမီအူချီဟာဆိုတာရှီဆူရီယာပိုဖြစ်ပြီးမာဂျူရာမရှိတော့တဲ့နောက်ပိုင်းမှာအူချီဟာရဲ့ပါရမီအပါအဆုံးရှိလို့ပြီးတယောက်ဖြစ်ခဲ့တာပါရှီဆူရီကိုရိုင်းကလည်းသူ့ရဲ့အဖိုးကသူ့ထက်ပိုပြီးကျန်းတယ်လို့ဆိုခဲ့ပူပါတယ်ရှီဆူရီဆိုတာကခိုတိုအမတ်စကာမီကိုပန်ဆိုင်ထားတဲ့လူတယောက်ဖြစ်ပြီးဒီလိုလူမျိုးရဲ့အဖိုးကလည်းတော်တော်လေး powerful ဖြစ်ခဲ့မှာပါထိုပြီးရမရဲ့ပါဆလတီကိုပြန်လဲသုံးသပ်ရမယ်ဆိုရင်ဘာကြောင့်သူ့ရဲ့ဘေးမှာသူအမုန်းဆုံးမျိုးနွယ်စုဝင်တယောက်ကိုထားထားရတာလဲဆိုရင်မေကွန်းကိုလည်းထဲသွေးစဉ်းစားဖို့တော့လိုအပ်ပါတယ် ဦးချီရရဲ့အတန်းမာဆုံးမျိုးနွယ်ဝင်တယောက်ကိုထိုဘီရာမအနေနဲ့သူ့ရဲ့ဘေးမှာခေါ်ထားခြင်းကတော်တော်လေးအန္တရာယ်များတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ထိုဘီရာမနဲ့သူ့ရဲ့အဖွဲကကင်ကာကူနဲ့ကင်ကာကူတို့ဦးဆောင်တဲ့ရှင်နိုဘီအယောက်20လောက်ရဲ့ဝိုင်းရခြင်းကိုခံလိုက်ကြရပါတယ်။ထိုဘီရာမကတော့အခြားလူတွေလူမျိုးဖို့အတွက်လူတယောက်ကတော့စတဲ့ဖို့လိုကိုလိုအပ်တယ်လို့ပြောခဲ့ပါတယ်။ဒန်ဆိုကလည်းသူ့ရဲ့အသက်ကိုစတဲ့ဖို့ပြင်ဆင်လိုက်ပေမဲ့ထိုဘီရာမတယောက်သူ့ရဲ့အသက်ကိုစတဲ့ပြီးမျိုးဆက်အစ်တွေကိုလွတ်အောင်ထွက်ပြေးခိုင်းခဲ့ပါတယ်။ မထွက်ပြေးခင်မှာသူ့နေရာမှာဆက်လက်တာဝန်ထမ်းဆောင်ပေတတိယမြောက်ဟုတ်ခါခဲကိုပါတခါတဲ့ရွေးချယ်တင်မြောက်ပေးခဲ့ပါတယ်။ထိုပြီးတော့မှရွေးချယ်လိုက်တဲ့ဟုတ်ခါခဲကတော့အလုံးတီးကြတဲ့ဟီရူဆန်ပဲဖြစ်ပါတယ်။ထိုပြီးတော့မှကဟီရူဆန်ကိုသူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးထားတာကြောင့်အပြည့်အဝယုံကြည်သွားခဲ့တာပါ။ထိုပြီးတော့မှတယောက်မျိုးဆက်သူတွေထွက်ခွာသွားပြီဆိုကြကြမှာကင်ကာကူနဲ့ကင်ကာကူတို့ကိုရင်ဆိုင်ခဲ့ပါတယ်။ကင်ကာကူနဲ့ကင်ကာကူတို့ဆိုတာဟာဂိုရိုမိုစီကနေဆင်းသက်လာတဲ့လူနှစ်ယောက်ဖြစ်ပြီးကူရာမရဲ့ချာဂရာရီကိုပါရရှိပိုင်ဆိုင်ထားခဲ့ကြပါတယ်။ ဒီဘဲနှစ်ယောက်ကခူရမရဲ့ဘိုက်ထဲမှာရက်တတော်ကြာကြာနေထိုင်ခဲ့ရပြီးခူရမရဲ့အသားတွေကိုစားသုံးခြင်းအပြင်အသက်ရှင်သန်ခဲ့ကြရတာဖြစ်ပါတယ်။ခူရမရဲ့အသားတွေကိုစားသုံးလိုက်တာကြောင့်ခူရမရဲ့ခြာကရာတချို့ကိုပါရရှိပိုင်ဆိုင်ထားခဲ့ကြပါတယ်။ခူရမရဲ့ခြာကရာကိုရရှိထားတာကြောင့် Gingerity version ကိုပါပြောင်းလဲနိုင်ခဲ့ကြပါတယ်။ဂျင်ဂျူရီကီနီယာကိုထိုဘီရာမာတယောက်ရှင်ထင်းခဲ့ရတာကြောင့်နောက်ဆုံးမှအသက်သေးဆုံးသွားခဲ့ရပါတယ်။တမိုင်းတစ်လျှောက်လုံးမှာထိုဘီရာမာဒီဝါတာရီလိစ်မှာအတော်လေးပါဝါမီပါတဲ့ဘဲတဝေဖြစ်ခဲ့တာပါ။ ဒီဘဲကဘယ်နေရာမှာပဲရောက်နေပါစေရေပုံစံကိုပမာဏများများနဲ့ကိုအသုံးပြုနိုင်ပါတယ်။ဆိုလိုချင်တဲ့သဘောကထိုပြူရမတယောက်တဲခန့်နေရာထဲမှာရောက်ရောက်မြစ်ထဲမှာပဲရှိနေပါစေရေပုံစံကိုအတူတကွာအသုံးပြုနိုင်စွမ်းရှိပါတယ်။ထိုပြူရမရဲ့ရေပုံစံကအရန်အပြင်းအကြောင်းရာဝတ္ထုတွေကိုနှစ်ပိုင်းပိုင်းဖြတ်နိုင်ပါတယ်။ဒါအပြင်ထိုပြူရမကခြာကရာကိုတနိုင်ငံကနေနောက်ထပ်တနိုင်ငံအထိတောင်လှမ်းပြီးတော့ခြေရာခန့်နိုင်စွမ်းရှိပါတယ်။စစ်ပွဲကာလအတွင်းမှာရင်ဆိုင်ဖြတ်တန်းခဲ့ရတာကြောင့်ထိုပြူရမသည်ဓာရေးမှာအလွန်ကျွမ်းကျင်ပိုင်နိုင်ပါတယ်။ ဒါအပြင်ထိုဘီရမာကဂန်ဂျစ်ဆုရဲကိုပါအတုပြုနိုင်ခဲ့ပြီးထိုဘီရမာရဲ့ဂန်ဂျစ်ဆုကလည်းတော်တော်လေးကို powerful ဖြစ်ခဲ့ပါတယ်။ထိုဘီရမာကအဲရိုထန်ဆယ်အပြင်အဲ့ဒီဂျစ်ဆုနဲ့တွဲဖက်အတုပြုနိုင်တယ်။ mutually multiplying explosive attack ကိုပါတီထွင်နိုင်ခဲ့ပါတယ်။ထိုဘီရမာကိုရိုင်းကလည်းသူ့ရဲ့အဲရိုထန်ဆယ် version မှာဒီဂျစ်ဆုနဲ့အဆုံးမဲ့ဖောက်ခွဲခြင်းကိုပြုလုပ်ခဲ့ပါတယ်။ထိုဘီရမာအကြောင်းကားတော့ဒီနေ့ဒီလောက်ပါပဲ။ထိုဘီရာမာဆိုတဲ့ character ကကျွန်တော်အတွက်တော့ let's play ဘဝ reality မှာတော်တော်လေးဥပမာပေးလို့ကောင်းတဲ့သင်ခန်းစာတွေအများကြီးပါဝင်တဲ့စာအုပ်တုံးနဲ့တောင်စတူနေခဲ့ပါတယ် ထိုပြီးရမတရားအုတ်ချီဟာဆိုတာကိုစိတ်ထဲနဲ့လုံးထဲကမုန်တီးခဲ့ပေမဲ့သူ့ရဲ့လက်အောက်ငယ်သားအဖြစ်ယုံကြည်စွာနဲ့တာဝန်ပေးရခဲ့တယ်လို့လက်အောက်ငယ်သားရဲ့အသက်ကိုလည်းမဆက်သေးခံခဲ့ပါဘူး real life မှာလည်းကောင်းခြင်းဆိုခြင်းဆိုတာ reality စီးမြင်ပေါ်မှာတည်ရှိနေပါတယ်တို့ပဲမဲ့အတိတ်စီးမြင်းမှာရှိနေတဲ့စိုးခြင်းတွေကအနာဂတ်စီးမြင်းမှာပါစိုးခြင်းတွေဆက်ဖြစ်လာလိမ့်မယ်လို့ထိုဘီရာမာကမယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့အကယ်၍များဆိုတဲ့အသည့်စိတ်နဲ့ထိုဘီရာမာကအူချီဟာရီအပေါ်မှာကန့်တန့်မှုတွေအများကြီးကိုလှုပ်ဆောင်ခဲ့ပါတယ်။ ထိုပြရောမကအူချီဟာရီအပေါ်မှာကန့်တက်ယုံကန့်တက်ခဲ့ပေမဲ့သူတင်ကြားပေးခဲ့တဲ့တပည့်တွေကတော့သူစီကအငွေအသက်တွေကြောင့်အူချီဟာရီကိုအပြည့်ရှိတိခဲ့တယ်ပေါ့ဒါကြောင့်အမုံတရားဆိုတာကိုကဆက်ပြီးမမုံတီတော့ရင်တောင်အငွေအသက်အနေနဲ့အခြားလူတွေကိုပါကူးဆက်စေနိုင်တဲ့အစိတ်တမျိုးပဲဖြစ်ပါတယ်ကဲဒီနေ့တော့အူချီဟာရီကိုအရင်မုံတီခဲ့တဲ့ဟူခါခဲထိုပြရောမအကြောင်းကိုပြောပြပေးသွားခဲ့တာဖြစ်ပါတယ်အော်ဒါနဲ့ brother တို့အနေနဲ့ NMA recap တွေကိုကျွန်တော်ရဲ့ Hidden Student ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ် channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါရစေ။အပွားပါမနေ့ပြန်ကြရင်နောက်ထပ် video အသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့။အားလုံးပဲ bye bye ။